ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီမရဲ့ဗီဒီယိုလေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်မိတွေကလည်းအရင်ပြတ်တော့ဗီဒီယိုရိုက်ဖို့ကလည်းတိတ်အဆင်မပြေဘူးဖြစ်နေတာပေါ့နော်အဲအားကြောင့်လို့ဗီဒီယိုလေးတွေလည်းတိတ်မရိုက်ဖြစ်တာပါအခုကပေါ့နော်မိပြတ်နေပြီမဲ့လည်းဘယ်လိုပြောမလဲစိတ်ထဲမှာဒီမေးခွန်းလေးတစ်ခုကို intuition ကနေပြက်ခနဲ့ပေါ်လာလိုက်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုလုပ်ပေးတာပေါ့နော်ဒါလေးက ဗီဒီယိုအတူလေးပါပဲเนาะရောက်ဆောင်တို့ပုံစံလေးပဲကြည့်ပြီးมาဖြစ်ပါတယ်မိခွန်းလေးကဘာလဲဆိုရင်တော့တစ်ဖက်လူကိုဆက်ဆောင်နေတင်လာအဲ့ဒီမိခွန်းလေးကရုပ်တရက်ခေါင်းထဲကိုယောက်လာတဲ့ခါကျတော့လေ follower လေးရင်းနေနဲ့တိချင်မိမယ်လို့အဲ့လိုမျိုးပေါ့เนาะဒီခံစားမိတဲ့အတွက်ကြောင့်ဒီလိုမျိုးလေးတွေမေးချင်နေတယ်ဆိုတော့ energy မျိုးလေးကိုခံစားမိတဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုပေါ့เนาะမီးပြတ်နေပြီမဲ့လေရှိတဲ့မီးလေးထပြီးတော့လုတ်ပေးရတာ ဖြစ်ပါတယ် အဲ့တော့ဒီမှာပေါ့နော်ဒီမိခွန်းလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဥမာကိုယ့်ရဲ့ crush ပဲဖြစ်ဖြစ်ပေါ့နော်ဒီ crush လေးနဲ့ကိုအဲသူ့ဆက်ဆောင်နေတဲ့ crush လေးကိုပေါ့နော်ဥမာတချို့ကျတော့လေ age လေးတွေအတွက်ကြည်တာ age လေးတွေကိုဆက်ဆောင်နေတဲ့လားအဲစသဖြင့်ပေါ့နော်အဲ့ဒီຢာလေးတွေ ဘသူ့ကိုပဲကြီးကြီးပေါ်ကကိုစောင့်နေတဲ့သူပေါ့နော်အဲ့ဒီသူကိုကိုကဆက်ဆောင်နေတဲ့လားဆိုတဲ့မိခွန်းလေးနဲ့ပတ်သက်ပြီးတော့ဒါလေးတွေဖြေပေးပါမယ်ဒီမှာဆိုရင်ရွေးချယ်ကြလေး၃ခုရှိတယ်နော်ဒါလေးကတော့1ပေါ့ကွာဒါလေးက2ဒါလေးက3ကိုကြိုက်တဲ့ဟာလေးနော်ကိုကြိုက်တဲ့ဟာလေးကိုရွေးချယ်လိုက်ပါနော်ရွေးချယ်ပြီးွားရင်အဖြေလေးတွေကိုနားထောင်ရအောင်နော်ကဲရွေးလိုက်ကြပါဦး ရေးပြီးသွားပြီလို့တော့ထင်ပါတယ်အဲ့တော့အမကကနမ1ကနမ1ကိုရေးတဲ့သူလေးတွေကြည့်ပါမယ်โอ้ the wall နော်လမကက်ကလေးကလှရနော်မြင်ရလားမသိဘူးမြည်လင်းရောင်နေရနည်းနည်းလေး reflect ဖြစ်နေတယ်မကွာမတီးမုတ်ကခုံလေးလည်းရှိရဲဒီမှာလှပပလေးကွာတည်ရမလားနော်ဒီဘာဖြစ်ဖြစ်အရန်ကိုตายရတဲ့ပုံလေးပဲနော်อืม ဲ့တော့အဖြေလေးကိုပြောမှာစနော် yes နော်ကိုစောင့်နေတဲ့သူလေးကို yes နော်ဆက်ဆောင်နေလို့ရပါတယ်ပြောမှာစနော်ကိုကပေါ့နော်ဒီ journey ကိုရှောင်းလန်းနေရဲ့ဟာခါပေါ့နော်ကိုကကိုစောင်ကိုဘယ်လိုပြောမလဲကိုဒီရာကိုစောင့်နေတဲ့အတွက်ကြောင့်ဒီ journey ကိုကိုကရှောင်လန်းနေတယ်ဒီခါမှာအခုအချိန်မှာအခုအချိန်ဆိုတာထက်ပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ right time ပေါ့က right time ရောက်လာရင်တော့လုံးဝကို တူနေရပါဘောเนาะအဆင်ပြေလာမယ်ဆိုတော့နမိတ်တွေရှိတယ်ကိုစူးစားခဲ့ရတဲ့ရလဲဒီကိုစိတ်ရှည်ရှည်နဲ့ကိုဘောเนาะဒီစောင့်ခဲ့ရတဲ့အရာတွေအဲ့ဒီရလက်တွေကိုကိုကဘောเนาะပြောမယ်ဆိုရင်တော့ကိုရဲ့ရလက်တွေကိုရဲ့စူးစားမှုတွေကအတီးပွင့်နေဖြစ်လာမယ်ဆိုတဲ့ energy မျိုးပေါ့ကွာအဲ့လိုမျိုးလေးတော့မှခံစားမိတယ်အောင်မြင်မယ်ပေါ့နော်ကိုယ့်ရဲ့ manifestation တွေလည်းအောင်မြင်မယ်ဆိုတဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးလေးကိုခံစားမိတဲ့အခါကျတော့อืม အဖြေကတော့ yes ပေါ့နော်ဟိုတချင်ချင်းမှာတော့သူနဲ့ကအဲကိုမျောလင်းတဲ့လိုမျိုးလေးဖြစ်လာပါလိမ့်မယ်နော်အဲ့တော့ဒါကတော့ကတ်နံပါတ်1လေးရကြတော့အဖြေလေးက yes လို့ပြောရမှာပေါ့နော် yes ပါအဲ့တော့ကတ်နံပါတ်2လေးကိုသွားမယ်ဒါက short reading လေးပဲဖြစ်တဲ့အတွက်ကြောင့်လေနော်ကတ်နံပါတ်2ကတ်နံပါတ်2ကတော့အမ်သူလည်း yes နော် yes ဘာလို့လဲဆိုတော့ကွာဒီ energy မှာကြတော့ပေါ့နော်ဟွန်းပြောမှဆိုရင်ကွာတစ်ဖက်လူကပေါ့နော်ဒါအမခံစားမိတဲ့လောက်ကတော့တစ်ဖက်လူကဟိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲကိုယ့်အတွက်ကိုပေါ့နော်တကယ်ကို strong ဖြစ်မဲ့ energy မျိုးတွေခံစားရတဲ့ကိုမျောလင့်နေတဲ့လူမျိုးသူဘက်ကလည်းပေါ့နော်ဒီမျိုးစူးစမ်းလာမယ်ဆိုတော့သဘောမျိုးလေးတွေကိုမှခံစားမိတယ် သူအကောင်းဆုံးပေါ့နော်ကိုယ်စီကိုရောက်ရှိအောင်အကောင်းဆုံးစ조사ပြန်ပြီးတော့조사မယ်ဆိုတဲ့သဘောမျိုးလေးအဲ့လိုသဘောမျိုးလေးကိုခံစားမိတဲ့ခါကျတော့ကတ်နံပါတ်2လေးကိုရွေးထားတဲ့သူလေးအနေနဲ့ကလည်းပေါ့နော်음စောင့်နေသေးလားဆိုတော့ရေးစောင့်နေဖြစ်ပါတယ်တခါလေးကြာရင်ကွာပြတယ်မလား right time မဟုတ်တဲ့ခါကျရင်ကွာအမားတို့တွေက ဟိုဘောနော်ဟိုခဏတာဝေးကွာနေကြရတာမျိုးလေးလည်းရှိတတ်တယ်လေတိရမလားသူ့အနေနဲ့ကလည်းပေါ့နော်ဒီစူးစမ်းသူစူးစမ်းနိုင်တဲ့လောက်ကိုတော့သူအကောင်းဆုံးစူးစမ်းပြီးတော့သူလာမယ်သူအဲ့လိုမျိုးလာလာမယ့်အချိန်ကိုယ့်စီကိုပြန်လာမယ့်အချိန် right time ပေါ့နော်အဲ့ဒီအချိန်တခုရောက်လာရင်တော့ကိုဆောင်ဆိုင်ရဂျိုးတွေကနတ်လာပါလိမ့်မယ်နော်အဲ့တော့အဖြေလေးရပြောမယ်ဆိုရင်တော့ yes ပေါ့နော်အဲ့တော့ခဏနံပါတ်3ခဏနံပါတ်3လေးကိုကြည့်ရအောင် လော်ဘကလီနော်လော်ဘကလီကြာထားတယ်လော်ဘကလီကြာထားတယ်ဆိုတော့အဖြေရပြောမယ်ဆိုရင်လည်း yes ပေါ့နော်အဲ့တော့ဒီမှာ energy ၃ခုလုံးက yes ဆိုပြီးဖြစ်နေတယ်တယ်မိုက်ပါလား အဲ့တော့နော် energy သုံးခုလုံးက yes ဖြစ်နေတယ်ဒီကနမ3လေးကလည်းပြောမယ်ဆိုရင်တော့ yes ပါစောင့်တင်လားဆိုရင်တော့စောင့်တင်နေစောင့်နာတော့မှပေါ့နော်တကယ်ကိုပေါ့နော်သူနဲ့ကနှစ်ယောက်ချမ်းမှာမော crush လေးတွေဆိုလဲ relationship ထိတက်နိုင်နေဆိုတဲ့အနေထားမျိုးလေးတွေကိုမြင်ရတယ်음နော်ဒီ age လေးတွေဆိုရင်လည်းပေါ့နော်ဟိုဘယ်ပြောလဲကိုကို ိုစီကိုပြန်ပြီးတော့ရွေးချယ်လာတာမျိုးပေါ့နော်အဲအဲ့လိုသဘောမျိုးလေးတွေပေါ့ကွအဲ့လိုသဘောမျိုးလေးတွေကိုမြင်ရတယ်နှစ်ယောက်ကြားမှာပေါ့နော်ဒီချစ်ချင်းမြတ်တာလေးတွေကိုပြန်ပြီးတော့ရှင်းတန်လာကြမယ်ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုသဘောမျိုးလေးတွေကိုမြင်မိတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်နော်အဖြေလေးကလည်းရပ်ဆိုတော့လीอืมအဲ့တော့ဒီကက်လီသုံးခုလုံးမှာခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့အကုန်လုံးက yes energy လေးတွေထွက်နေတဲ့အခါကျတော့လေဒါ ြောမယ်ဆိုတော့အခုနားထောင်နေတဲ့သူလေးတွေကလည်းအခုချိန်မှာပေါ့နော်ဟိုတကယ်ဟိုကောင်းကောင်းမွန်မွန်လေးနေပြီးတော့ကိုယ့်ဘဝလေးကိုပေါ့နော်ဒီဟိုလိုပြောရမလို့ positive energy လေးနေနေတဲ့သူလေးတွေလိုပဲအမတော့ခံစားမိတယ်ဒီအဖြစ်လေးတွေရပေါ့နော်ဟိုမှာကွာအရန်ကြီးပူဆွေးနေတာတွေကိုကိုတွေးနေတဲ့သူပေါ့နော်ကိုစောင့်နေတဲ့သူနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောရမလဲနာကျင်နေတာတွေသိရမလား တရားတွေအဲ့လိုမျိုးတွေမရှိဘဲနဲ့ဒီတိုင်းလေးပဲအေးချမ်းချမ်းလေးနဲ့ပေါ့နော်ဒီတော့တချင်ချင်းတော့ငါတို့တွေပြန်ဆောင်มาပဲနော်ဒီကံကြမ္မာကြီးကငါတို့ကိုပြန်ဆောင်ခွင့်ပေးมาပဲအဲ့လိုမျိုးခံစားမိနေတယ်ဆိုတော့စိတ်လေးနဲ့ကိုယ့်ဘဝလေးကိုအကောင်းဆုံးပြပြရှင်ရှင်နေပြီးတော့စူးစမ်းနေကြတဲ့သူလေးတွေဖြစ်လိမ့်မယ်လို့တော့အမတော်ခံစားမိတယ်ဒီလို energy လေးတွေကိုယ်မှာရှင်သန်နေတာဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးအဖြစ်လေးတွေကလည်းပေါ့နော်ဒီ positive အဖြစ်လေးတွေရလာတယ်လို့တော့ခံစားမိပါတယ် ဟုတ်ပြီလားเนาะဒါကတော့ short reading လေးပါပဲเนาะမိရလည်းပြတ်နေတဲ့အခါကျတော့အမလည်း reading အရှိရေးအရှိရေးသိပြီးတော့မလုံနိုင်လို့ပါเนาะဒီဒီမေးခွန်းလေးကိုတော့ကို intuition ကနေပေါ့เนาะနည်းနည်းလေးဟိုဘယ်လိုပြောရမလဲအဲ့မေးခွန်းခေါင်းနဲ့ရုတ်တရက်ပေါ့เนาะပေါ်လာပြီးတော့အဲနည်းနည်းလေးလှုပ်ချင်းစိတ်လေးတွေပြင်းပြွားတဲ့အတွက်ကြောင့်အခုလိုမျိုး video လေးကောက်ရိုက်လိုက်တာပါအော်တော့ပြောရမယ်ဆိုရင်တော့မီးတွေကလည်း ဟိုအာသွင်းထားတဲ့မီးတွေကလည်းတအားအမိန်နေပြီဒါတော့ရှိတဲ့မီးလေးနဲ့ပဲလှုပ်ထားဖြစ်တဲ့အတွက်ကြောင့်ဟိုဘောနော်နည်းနည်းလေးဗီဒီယိုလေးကအလင်းအားလေးနင်းနေမယ်မှောင်နေနည်းနည်းလေးပေါ့နော်အလင်းသိပ်ပြီးတော့မကောင်းစင်တော့လဲအဲတီခံပေးပါလို့ပြောချင်ပါတယ်နော်အဲ့တော့နောက်ဗီဒီယိုလေးတွေမှာတွေ့ကြပါမယ်เนาะအခုဗီဒီယိုလေးတော့ဒီမှာပဲရန်နာခွင့်ပြုပါเนาะအခုလိုမျိုးကြည့်ရှုပြီးအားပေးတဲ့အတွက်အမြဲတမ်းလည်းအားပေးနေတဲ့အတွက် 记住明天别骂人，共侬来吃饭嘞，拜拜。拜拜拜拜